ိုင်းနိုင်ငံမဲဆောက်မြို့က CDC ရွှေ့ပြောင်းထက်တန်းကြောင်းရဲ2024-2025ပညာသင်နှစ်အတွက်တက္ကသိုလ်ဝန်တန်းအောင်လက်မှတ်ပေးရပွဲကိုပြုလုပ်ခဲ့ပါတယ်။မောင်းတူးပေးပို့ထားပါတယ်ရှင်။ဟုတ်ကဲ့ပါ။ CDC ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာရွှေ့ပြောင်းကြောင်းရဲ2024-2025ပညာသင်နှစ်အတွက်စနတန်းအောင်ကျောင်းသား85ဦးကိုအောင်လက်မှတ်ပေးရပွဲ ပြုလုပ်ခဲ့တာပါ။ဒီနေ့ ဒီ2024 25ပညာသင်နေ့ရဲ့ဒီဆက်နှစ်တန်းပေါ့အထူးသဖြင့်ကျွန်တော်တို့တကြောင်လုံးအတိုင်းစားနေတော့ကျောင်းဆင်းပွဲမလုပ်ဖြစ်ဘူးအဲဒီဆက်နှစ်တန်းကိုတို့တွေရဲ့လောက်ကန်ခွင့်လန်းတို့တွေရဲ့ရှေ့ဆက်ပညာရေးအတွက်အချိန်ပို့ပြီးတော့ယူလို့ရအောင်ဆိုပြီးတော့နေ့စဉ်နှစ်တန်းကျွန်တော်တို့အတိုင်းစားတစ်ခုရဒီဆက်နှစ်တန်းတီးတန်းပေါ့နော်ဆက်တန်းအောင်သွားတဲ့ကလေးတွေအတွက်ကျွန်တော်တို့ online map ပြပွဲဖြစ်ပါတယ် CDC ចောင်းကနေစနတန်းအောင်မြင်သွားတဲ့ចောင်းသားတွေဟာစစ်ရှောင်းမိသားစုတွေနဲ့ရွှေပြောင်းကရင်အလုံသမားမိသားစုတွေကနေပေါက်ဖွားလာကြသူတွေဖြစ်တယ်လို့ဆိုပါတယ်အဲဒီနေ့ခန်းစားချက်တော့အရင်ပြောတယ်ပီတိလည်းဖြစ်ခဲ့တယ်ပေါ့နော်ပြီးတော့အဲမိဘတွေကုံယူရမယ်ဒီနေ့လည်းလည်းထင်တယ်ပေါ့နော်အဲနောက်ထပ်အတွက်လည်းဒီအနာကက်မှာပေါ့နော်တောက်ပါတဲ့လူတွေတယောက်ဖြစ်အောင်လည်းစူးစမ်းသွားမယ်အဲအဲ့လိုမျိုးပေါ့နော်မိဘတွေဒီထက်မကအဲ့လိုမျိုးတက္ကသိုလ်ဘွားကိုလည်းရအောင်သွားပေးမယ် ဟုတ်ပြီးတော့မိဘတွေကိုအကောင်းဆုံးထားမယ်ပေါ့နော်စိတ်ပိုင်ဆိုင်ရာပေါ့ဒီဆက်ချက်တောင်းလည်းထားမယ်ပြီးတော့တာကောင်းကြောက်ဖြစ်အောင်လည်းလုပ်ဆောင်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့မြန်မာနိုင်ငံမှာကလေးပါပြည်သူကြောင်းမထားမနဲ့ထိုင်းနိုင်ငံမှာကြောင်းလာထားပြီအဲ့ဒါကတော့အကြောင်းကြောင်းပေါ့နော်ဟိုတိုင်းပြည်ကတော့ဘယ်လိုပြောမလဲမငြိမ်မသက်တော့ နိုင်ငံရေးလဲတိရအတိုင်းပဲလေအဲ့ဒါခလေးကကိုနေရနဲ့မနီးတော့ဘဝရောအဲ့လိုပဲလဲဆိုရစေရှိတာပေါ့နော်အခုဒီမှလာထားတော့စိတ်ချလုံချော်ရတာပေါ့နော်အမကတော့ဆီလန်းကိုသွားခြင်းပေါ့နော်။အမေ၆တော့၆ထားပြီတော့ဟိုကောင်းလာပေါ့နော်။ ပိုင်တော့အဲ့လန်သွားမယ်မပိုင်တော့တခြားလန်ယူချင်ပါဘူးမိသားစုကသူတို့ဟိုစားအတမူအကြောင်းလေးတိုင်တော့ပါပြီပေါ့ဟိုစတာပိတားဆိုရင်သူတို့ဘိုးကရှေ့ဆက်မဲ့ဟိုစားတော့အတိညာလေးဖွင့်ပြိုးတာပေါ့အဲ့လိုပေါ့လူတန်းစစ်လေးနေနိုင်တာ CDC ကလေးများဖွံ့ဖြိုးတိုးတက်ရေးစင်တာကိုဒေါက်တာစင်တီယာမောင်ရဲ့မဲတော်စည်းကမ်းကကမကထလုပ်ပြီး1995ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဟာ နှစ်ပေါင်း30ရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ